မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဝအတွင်းမှာလေဖိအားနဲ့ရေဝံမွန်တိုင်းဖြစ်လာနိုင်ခြင်းရှိတဲ့အခြေအနေ update ကို ဖော်ပြပေးပါမယ်။မူလဝတ္တသူတေတီ online ကတော့ဒီနေ့ဧပြီလ1ရက်နေ့မနက်9:15မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ပြင်းထန်ကမ်းခြေအရှိတောင်ဘက်ပင်လယ်ရေပြင်မှာအင်းဘက် 97W ဖြစ်နေကြောင်းတွေ့ရပြီးတော့ GFS အစံပဲမော်တဲ့ GFS ကဆက်လက်ရွေးရှားနိုင်မယ့်လမ်းကြောင်းကိုခန့်မှန်းဖော်ပြထားပါတယ်။ ECNWF Cyclone Genesis ချက်မှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အတွင်းမှာအေပယ်လ3ရက်နေ့ကစလို့လေးပြင်းအားနဲ့ရှော်ဝံဖြစ်ပေါ်ပြီးမွန်တိုင်းအဆင့်ကိုရောက်ရှိနိုင်ခြေက40ရာခိုင်နှုန်းရှိနေတဲ့အကြောင်းအေပယ်လ4ရက်နဲ့5ရက်နေ့တွေမှာမွန်တိုင်းအဆင့်ကိုရောက်ရှိနိုင်ခြေ60ရာခိုင်နှုန်းဖြစ်လာကြောင်းဖော်ပြနေတာလည်းတွေ့ရပါတယ်။ ဝီဒီ GFS မော်ဒယ်ရဲ့ကြိုတင်ခန့်မှန်းချက်မှာတော့ April 9ရက်မှာဘင်္ဂလားပင်လယ်အတွင်းရောက်ရှိလာမဲ့တောင်တိုးပင်လယ်ဘက်ကထိုင်းပင်လယ်ကွေကိုဖျက်ကျော်ပြီးတော့ကပ်ပလီပင်လယ်ကိုဝင်ရောက်လာနိုင်တဲ့ Impact 97W ကတော့သိတာထင်ရှားတဲ့လေဖိအားနဲ့ရောင်းအဆင့်ရောက်လာနိုင်တဲ့အကြောင်းမြောက်ဖက်ဘင်္ဂလားပင်လယ်ကိုအရှိအလယ်ပိုင်းစီကိုဆက်လက်ရွေ့ရှားနိုင်ကြောင်းခန့်မှန်းထားတာလည်းတွေ့ရပါတယ်လက်တလုံးရရှိထားတဲ့ကြိုတင်ခမ်းမ်းချက်တွေရတော့တောင်တိုးပင်လယ်ဘက်က Impact 97W ကတော့ ကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်ကိုအရှေ့တောင်ပိုင်းကိုဝင်ရောက်လာနိုင်ပြီးတော့မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားနိုင်တာကြောင့်လမ်းကြောင်းအပြင်မြန်မာနိုင်ငံဘက်ကိုဥတီတီဖြစ်စေဥတီရွှေ့ရှားခြင်းမရှိသေးဖြစ်စေလမ်းကြောင်းညာဘက်ချမ်းမှရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့လိဗီအာနဲ့ရဝံအရှိတက်ရောက်မှုကိုခန်းစားရမှာဖြစ်တာကြောင့်မြို့ဝကျွန်းပေါ်ကံယူတန်ရခိုင်ကံယူတန်အီအာရီတိုင်းနဲ့ရန်ကုန်တိုင်းအပြင်ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါလေမိုးလှိုင်း အသင်းတင်းကနေပြင်းထန်နိုင်တဲ့ခြေနေတွေဖြစ်ပေါ်နိုင်ပါတယ်။အင်ဘတ်၃ရက်နေ့မှာကပ်လေးပင်လေအတွင်ဝင်ရောက်လာနိုင်မဲ့အင်ဘတ် 97W ကိုစောင့်ကြည့်တင်ပြပေးသွားအောင်မယ်လို့လဲဆိုပါရစေ။လေဖိအားနဲ့ရောင်းဝတ်ဒါမှမဟုတ်မော်တိုင်းရဲလို့ဖြစ်လာသေးတာမဟုတ်ပဲကြိုတင်ခံမှန်းချက်မှသာရှိနေစေဆိုတာမှတ်သားထားဖို့လိုပါလိမ့်မယ်လို့အသိပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်2025ခုနှစ်စကိုင်းငှက်လျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငှက်လျင်လှုပ်ခတ်တဲ့အချိန်ဟာ ဧပြီလ၁ရက်မနက်တနင်္ဂနွေ update အရတော့ထိုင်းမူလဝသဌာနငလျင်ဌာနကရယူပြီးနောက်ဆက်တွဲငလျင်အကျင်ဟာ225ကျင်ရှိပြီဖြစ်တယ်လို့လည်းသိရပါဗျရှင်။ဆက်လက်ပြီးတော့လည်းဧပြီလ၂ရက်နေ့အတွက်မူလဝသခန်းမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အကျင်တွေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်အင်းတင်းတင်းကနေတိမ်ယူတတ်ပြီးကြံဘင်္ဂလားပင်လယ်မှာတိမ်နေနေဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်အကျင်တွေကရခိုင်ကန်ရက်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မော်ဒမကွေ့တွေဘက်မှာ လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းသင်းတဲ့ရှိပါမယ်။တရင်းနိုင်ကမ်ရက်မှာလေဟာအရှိဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းသင်းတဲ့ရှိပါမယ်။မိုးကျင်နေဟာတရင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာကျကျမိုးထစ်ကြုံရွာသွန်းပြီးတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။ရောင်တိုင်းဒေသကြီး၊အရာတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မှာတော့တိမ်အထင်းထင်းဖြစ်ထွန်းပါမယ်။ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအားဖြင့်လဲတာရပါမယ်။နေပူချိန်တွေဟာမြန်မာနိုင်ငံဒေသတချို့မှာအပူချိန်တွေပြန်လဲရွက်ကြပါမယ်။မြို့နယ်အခြေအနေကတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါမယ်ရှင်။ဆက်လက်ပြီးတော့လဲအမရပူရာဘုံအိုးတရွာထဲမှာတဲ့လူ182ယောက်သေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။ အမရမူရာမြို့နယ်ကဘုံအုံးရွာတရွာထဲမှာတဲ့ငလင်းကြောင့်လူပေါင်း182ယောက်သေဆုံးခဲ့ရပြီးတော့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါဗျ။ငလင်းလှုပ်ခတ်တာကြောင့်ဘုံအုံးရွာကပလင်ပြိုကျခဲ့တယ်လို့နေအဆောင်တွေလည်းပြိုကျခဲ့တဲ့အတွက်သေဆုံးမှုတွေလည်းများခဲ့တယ်လို့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများခဲ့တာဖြစ်တဲ့ကြောင့်အဆောင်အုံပြတ်တဲ့အကြားမှာရှင်းလင်းမှုလှုံ့ဆော်နေရတယ်လို့သိရပါဗျ။ဗလီဝိပုစူတောင်းနေချင်းကြီးလှုပ်တော့အသေးများတယ် အင်ဒီလဲပြိုတဲ့အင်အားစုက2500ရှိတဲ့ရွာပါ အစ္စလမ်ရွာအခုညီတွေကလိုအပ်နေတယ်လို့မြေပြင်ရောက်ရှိဗရာဟိတသမားကဆိုပါတယ်လက်ရှိမှာတော့ငလျင်ဘေးတန်တဲ့ကြီးဝါဒေသခံပြည်သူတွေဟာစားတောက်စရာတွေပြက်လက်နေသလိုတောက်ရတဲ့နဲ့ဆေးဝါးတွေပြက်လက်ပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ရည်သားတွေလည်းလိုတယ်စားစရာတွေလည်းလိုတယ်အကူအညီတွေပေးကြပါအကူအညီရောက်ရှိမှုအရန်နေနေတယ် အကုန်ပျက်စီးသွားတော့စားစရာလည်းမရှိကြဘူးဆေးတွေလည်းလိုပါတယ်လို့ကိုညီဖို့လုံနေသူတယောက်ကဆိုပါတယ်ဘုံအိုးရွာနေကကြေးရွာတွေမှာလည်းတောင်းရင်နဲ့စားစရာတွေလိုအပ်တယ်လို့အမရပုရမြို့နယ်တွေကတခြားဒေသတွေမှာလည်းငလင်ကြောင်အဆောက်အအုံပြိုကျပြီးတော့လူထိခိုက်ဒေဆုံးမှုတွေရှိတဲ့အပြင်ရင်နဲ့အစားအစာတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့သိရပါပါရှင်ဆက်လက်ပြီးတော့ငလင်ဒဏ်ကြောင့်နေပြည်တော်မှာဒေဆုံးသူ300ကနေ900ထိရှိလာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ် မြေပြောင်ကောင်စီနယ်မြေမှာတော့ငလင်ကြောင့်တည်ဆုံးသူလူရေ300ကနေ900ကြာအထိရှိကြောင်းမြေပြင်ကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ထံကသိရပါဗျ။ကယ်ဆယ်ရေးကလုံနေတော့ပဲပြင်ပကယ်ဆယ်ရေးတွေတော့မတွေ့သေးဘူး။ကျွန်တော်တို့နဲ့တခြားအဖွဲ့တချို့လည်းရှိတယ်။ကျွန်တော်တို့လည်းကယ်ဆယ်ရေးလုံနေရတော့မှကယ်ဆယ်ရေးကတော့ရှိတဲ့ပစ္စည်းနဲ့လက်အားကိုပဲလုံနေရတယ်လို့ပြင်မနာပရာဟိတကဆိုပါတယ်။မြေပြောင်ကောင်စီနယ်မြေမှာပြင်မနာမြို့နယ်ကငလင်တံကိုအပြင်းထန်ဆုံးခံစားရတဲ့မြို့ဖြစ်ပြီးတော့ လက်ရှိအထိဆိုရင်တော့လူပေါင်း200ကျော်လောက်အထိသေဆုံးမှုရှိတဲ့ကြောင်းကယ်ဆယ်ရေးတွေနဲ့လုဆောင်နေရဆဲဖြစ်တယ်လို့သိရပါဗျ။ပြင်းနာကအထိကိုက်ဆုံးပဲ။ပုပ္ပတိတိပတ်လည်းသေဆုံးတာရှိတယ်။အခုဒီလည်းကယ်ဆယ်ကလုနေရတော့မနာရဘူး။ဒီဘက်မှာတော့တရုတ်ကကယ်ဆယ်ရေးတွေရောက်လာတယ်သူတို့ကတော့အဆောင်အအောင်မှာလူအသက်ရှင်နေလားဆိုတာတောင်စစ်ဆေးသိနိုင်တယ်။နိပညာတွေစက်ပစ္စည်းတွေလည်းစုံတယ်။ကျွန်တော်တို့ကဘာမှမရှိဘူး။လူအားလက်ပဲအားကိုရတာ ထိခိုက်မှုကတော့များတယ်နေပြည်တော်တစ်ခုတည်းသေဆုံးတာ300ကနေ900တွင်ရှိနိုင်တယ်မနေ့ကနဲ့ဒီနေ့တွင်အကိုတို့အသင်းတစ်ခုတည်းအလောင်း100ကျော်ထုတ်ထားရတယ်လို့ပုပ္ပသေရီလူမှုကွန်ရီတမကဆိုပါတယ်မလင်ကြောင့်အဆောက်အအုံပြိုကျပျက်စီးမှုများပြပြီးတော့သေဆုံးနှုန်းလည်းများတယ်လို့ထိခိုက်ဒဏ်ရာရတဲ့သူကများပြတဲ့အတွက်နေပြည်တော်ကစေုံတွေမှာလူနာတွေပြည်နေတယ်လို့သိရပါတယ်နေပြည်တော်ကရင်တထောင်စေယုံကြီးပြိုကျပျက်စီးသွားသလိုကျောင်းမြရဏခမ်းမှပျက်စီးတာ ။ Ocean Center လည်းပြည့်စင်မှုရှိတဲ့အကြောင်းဝန်ထမ်းအရာတချို့ပြောကြပြည့်စင်မှုရှိတဲ့အကြောင်းနဲ့နေအဆောင်အုံတွေလည်းပြည့်စင်တယ်လို့ဝင်ကြီးဌာနရုံးတချို့လည်းပြည့်စင်ခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာရတဲ့သူများတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာပြည်ရင်းကလူမှုကွန်ရက်အဖွဲ့တွေပြင်ပြပကယ်ဆယ်အဖွဲ့တွေပါငလင်းကြောင့်ပေးမိနေတဲ့သူတွေကိုကယ်ဆယ်လှုပ်ဆောင်နေရပြီးတော့ငလင်းဒဏ်သင့်တဲ့သူတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။ငလင်းဒဏ်သင့်တဲ့သူတွေအတွက်ကယ်ဆယ်စကန်ဖွင့်လှစ်ပေးထားတာမရှိတဲ့အတွက်နိစ္စရာဆွေမျိုးတွေအိမ်မှာ နေကြရသလိုလမ်းမပေါ်နေကြရတဲ့သူတွေလည်းရှိနေတာကြောင့်အကူအညီတွေကလိုအပ်နေပြီးတော့အကူအညီရရှိမှုနည်းနေတယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းမူဆန်နေဆက်မျိုးကနေယူနန်ငလျင်ကဲဆဲအဖွဲ့ထပ်မံထွက်ခွာလာတဲ့အကြောင်းဖော်ပြပေးပါမယ်။တရုတ်မြန်မာနေဆက်မူဆဲနေဆက်မျိုးကနေ16ဥပါတဲ့ယူနန်ငလျင်ကဲဆဲအဖွဲ့ကတော့မတ်လ30ရက်နေ့လယ်ပိုင်းကထပ်မံထွက်ခွာလာပြီဖြစ်တဲ့အကြောင်းဒေသခံတွေထံကသိရပါဗျ။ တရုတ်ကား6စီးလောက်ဖျက်လာပြီးလမ်းမကြီးအတိုင်းပဲကိုကန် MND စစ်သားတွေလုံခြုံရေးအပြည့်ယူပေးထားတယ်လို့ဒေသခံကဆိုပါတယ်ဒီငလျင်ကဲဆဲအဖွဲကို Shan State of Road အဖွဲကလာကြိုတဲ့အကြောင်း Shan State of Road အဖွဲစီကသိရပါဗျ။တရုတ်ဘက်ကကဲဆဲအဖွဲတွေအရင်ရက်ကကလမ်းပြတ်တမ်းသွားလာခွင့်ကြိုတောင်းခဲ့တဲ့ငလျင်ဘေးတံတဲ့ပြည်သူတွေကိုလာရောက်ကူညီကဲဆဲတဲ့အဖွဲကိုနေစာကွန်ပျူတာအသိမှတ်ပြုတယ်လို့ ခရိုင်ရဲနဲ့နှိဆက်သူကဆိုပါရယ်မူဆယ်မှာတရက်ကြော်ကြတောင်တင်နေရကနေယမန်နေ့မက်လ30ရက်မှာထွက်လာနိုင်တယ်လို့လဲဆိုပါရယ်မက်လ28ရက်ကလေးကတရုတ်ဘက်တင်ဟုန်ခရိုင်ကကုန်သွယ်ရေးဦးစီးမှုတွေငလင်ကြောက်ထိခိုက်မှုတွေမေးပြီးတော့ကုညီဖို့ပြင်ဆင်နေကြတာလို့ရွှေလျောက်မြန်မာလုပ်ငန်းရှင်ကလည်းဆိုပါရယ်တရုတ်တန်ယုံဘက်ကတော့မတ်လ29ရက်မနက်9:30နာရီမိနစ်30မှာကဲဆဲအတွဲကြုံများတဲ့ရေချင်းရှိတဲ့ UNAP Blue Sky Review ကျွမ်းကျင်အဖွဲ့16ရောက်နဲ့ ်ပပအအကောက်ွယ်ပစ္စည်းစေဘက်ဆိုင်ရာအရေးပေါ်အထုတ်တွင်လျှက်စက်တာအားထုတ်မိပေကရိယာမျိုးပြငလျင်ကဲစဲသုံးအစအုံဖြိုဖြက်ကရိယာတွေတည်ဆောင်ပြီးတော့ယူနန်ပြည်နယ်ရွှေလီကျဲကောင်မူဆယ်နန်းတော်နေဆက်ကနေမြန်မာနိုင်ငံကိုထွက်ခွာခဲ့ကြောင်းသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်